မြန်မာနိုင်ငံမှာပြည်သက်စိတ်ဝင်စားမှုများပြားတဲ့တချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့မြန်မာ Idol ရဲ့နောက်ဆုံးကြံရှိတဲ့ Top 10 Finalist 3ဦးနဲ့သူတို့ရဲ့ပြည်သက်တွေဟာ Match 14ရက်နေ့မှာရန်ကုန်မြို့ကကံတော်ကြီးအမျိုးသားဥယျာဉ်မှာတရင်တနီတွေ့ဆုံခဲ့ကြပါရယ်။ ဒီသတင်းကို11ရုပ်တန်သတင်းတောက်ကအခုလိုပဲသတင်းတောက်ရောက်ထားပါတယ်။ပြည်သက်ကြီးများရှင်အခုတင်စာရောက်ရှိနေရဆိုတော့ရန်ကုန်မြို့ကံတော်ကြီးထဲမှာပြည်လုံးနေရဲ့မြမ Idol Season 2ရဲ့ Top Finalist 3ယောက်နဲ့ပြည်သက်တွေအတူတကတင်ဆောင်နေတဲ့ပွဲကိုရောက်ရှိနေရဖြစ်ပါတယ်ရှင်။အခုပြည်သက်ကြီးအနောက်မှာမြင်တွေ့နေရတဲ့အချိန်မှာသူတို့ရဲ့သူ3ယောက်ရဲ့ပြည်သက်တွေအားဆိုရင်အခုလိုတခဲနဲ့လာရအောင်ပင်ကြောက်တွေ့မြင်ရမှာဖြစ်ပါတယ်။ဒီမြမ Idol Top Finalist 3ယောက်ကတော့ Billy တားငယ်နဲ့ဒီပုံမီတို့ဖြစ်ပြီးတော့သူတို့ကဆိုရင်တော့ဒီ Fan Meet ပွဲမှာဆိုရင်ပြည်သက်တွေနဲ့အတူတကတပ ပုံရိုက်မယ်ပြီးတော့တချင်းလေးရဲ့အတူတူကတည်ဆိုပြီးတော့ဒီ fan meet ပွဲကိုအောင်ဆုံးစင်ပါလေးဖြစ်ပါရှင်ဒီတွဲဆုံပွဲမှာတော့မြန်မာ idol season 2 top 3 finalist တွေဖြစ်ကြတဲ့တားငယ်ဘီလီလာမင်းအေးနဲ့ပိုမီတို့ဟာသူတို့ကိုချစ်တဲ့ပရိသတ်တွေကိုတည်တချင်းတယောက်နှစ်ပုတ်စီနဲ့ဖျော်ဖြေခဲ့ကြပြီးပရိသတ်တွေနဲ့အပေးယူမျှစွာနဲ့တည်ဆိုခဲ့ကြပါတယ် ါအပြင်ပရိသတ်တွေနဲ့အတူဓာတ်ပုံတွဲဖက်ရိုက်ကူးတာတွေပြုလုပ်ခဲ့ပြီးပရိသတ်တွေရဲ့မေးခွန်းတွေကိုလည်းဖြေကြားခဲ့ပြီးတော့ပရိသတ်တွေထံကလည်းလက်ဆောင်တွေပေးပြီး နောက်ဆက်တွဲ送ခဲ့ကြတာဖြစ်ပါတယ်။သူတို့ကိုချစ်တဲ့ပြည်သက်တွေဟာရန်ကုန်မြို့ရင်းကနေသာမကမန္တလေးမော်လမြိုင်စတဲ့ရဝေးဒေသကနေလည်းလာအုပ်တွဲ送ခဲ့ကြပါတယ်။မြန်မာ Idol Season 2ရဲ့ Top 3 Finalist 3ကိုအားပေးကြတဲ့ပြည်သက်တွေကလည်းအခုလိုပြည်သက်တွေနဲ့တွဲ送တဲ့နေ့မှာသူတို့အားပေးကြတဲ့ပြိုင်ပွဲဝင်တွေကိုနှစ်သက်တဲ့အကြောင်းအခုလိုပဲပြောပါတယ်။ကျွန်မ Billy ရဲ့ fan ဖြစ်ပါတယ်။ Billy ရဲ့ fan တယောက်ပါ။ကဲအတန်ကအရန်ကောင်းတယ်ပေါ့နော်။အတန်ရန်ကောင်းပြီးမှချစ်စရာကောင်းတဲ့အတွက်ကျွန်မအနေနဲ့အားပေးခြင်းဖြစ်ပါတယ်။ တိုက်ခိုက်ခြင်းတွေလည်းအများကြီးမြင်နေရကြားနေရတယ်ပေါ့နော်အလက်လျှော့ခြင်းမရှိဘဲနဲ့တတိရှိရှိနဲ့ဆက်ပြီးစူးစမ်းသွားပါလို့ကျွန်မအနေနဲ့အားပေးချင်ပါတယ်ကျွန်တော်ကတားငယ်ကိုအားပေးရတယ်။ဆိုရဲပုံသူရဲ့ rocker ပေါ့သူရဲ့အတန်လေး power လေးကိုကြိုက်ပါမယ်။မြန်မာအိုင်ဒေါ်စုကိုစုကူးနိုင်ပါစေလို့ဆုတောင်းပေးရတယ်။ ပို့မိရောပါကိုကြိုက်ပေါ့နော်အားလုံးထဲမှာတော့သူ့ကိုပို့ကြိုက်မိတာပေါ့အတန်လည်းအလုံးကြီးရဲ့အဲ့လိုမျိုးပေါ့ဘယ်သင်းနဲ့မဆိုလဲသူဆိုလိုက်အရင်ကောင်းတယ်အားကြောင့်မို့ပါအေးဆောင်အများကြီးလဲသင်းနေအများကြီးစုံနိုင်ပါစေပြီးတော့လဲအာမလျှော်ပါနဲ့ဆက်ကြိုးစားပါလို့ပြောချင်ပါတယ်အခုလောပရိသတ်တွေနဲ့တွေ့ဆုံရတဲ့အတွက်ပျော်ရွှင်ကြောင်းနဲ့ဆက်လက်ကြိုးစားသွားမယ့်အကြောင်းကိုပြန်ဝဲဝင်သုံးကလည်းအခုလိုပဲပြောပါတယ်အဲအဲ့ဒါကျွန်တော်ကဟို ဖြစ်ရမယ်ဆိုတာထက်ကိုကျွန်တော်စ조사ဖို့အများရန်အကုန်လုံးကိုလည်းပြောပါတယ်အင်တာဗျူးတိုင်းမှာလည်းပြောပါအဲကျွန်တော်အပြည့်အဝ조사ပါတယ်အဲ့တော့조사တဲ့လောက်လဲကျွန်တော်ဟိုရမှာပေါ့နော်ကျွန်တော်မလျော့တော့ဆွဲနဲ့ကျွန်တော်조사မှာပါအဲ့ပါပဲဟုတ်အော်ဒါကျွန်တော်တချင်းနေပဲဆိုနေပါပါတောက်လျှောက်တသက်လုံးတချင်းဆိုမဲ့ကရာတီးမဲ့အများရန်တီလမ်းကြောင်းပေါ်မှာဆိုတော့ရှိနေမှာပါဟုတ်အာအရန်ပြောပါရဲပထမတော့ဒါပထမဆုံးတွေ့ရမှာဆိုကိုကိုကိုလည်းယုံကြည်မှုသိမ့်မရှိဘူးလေဆိုတော့ အာလာအားပေးရသူရှိပါမလားဗောနော်ဒါခါလေကြအဲ့လိုမျိုးတွေးမိရရှိတယ်ဒါပေမဲ့ဒီနေ့မှာအများကြီးအကုန်လုံးဝိုင်းပြီးအားပေးကြတဲ့ခါကျတော့အကျမ်းပြော့ပါတယ်လို့လာရောက်ပြီးတော့ဟိုအပင်ပန်းခံပြီးတော့သူတို့ဆို၄နာရီကျော်ကျော်လောက်တရားဒီမှာလာပြီးတော့ဟိုဒုက္ခခံပြီးစောင့်နေရတာလေဆိုတော့အရန်လဲကျေးဇူးတင်ပါတယ်လို့ပင်ပန်းခံပြီးတော့လာဆောင်ပေးရတဲ့အတွက်ဟုတ်အာကြုံခဲ့ရပါတယ်ညီမလေးအခက်ခဲဆုံးအရာဆိုတာကအဲစိတ် စိတ်အခက်ခဲလည်းဖြစ်တယ်လို့ဟိုဘယ်လိုခေါင်းမလဲဒီအပြင်ပိုင်းအခက်ခဲလည်းရှိရပါစိတ်ခက်ခဲဆိုတာတော့အမကအိမ်မှာတမိကြီးဆုံးဖြစ်တယ်ဆိုတော့အိမ်ကိုတစ်ခါလေကြာဟိုကိုကဒီမှာကန့်ဝင်နေတဲ့ခါကျတော့အိမ်ကိုလှည့်မကြည့်နိုင်လဲခွာတွေကတစ်ခါလေကြာအရန်တရိရတကောအိမ်မှာအဆင်ပြေပါမလားဆိုတော့စိတ်ဝင်သွားလို့ရှင်လူကစိတ်တက်ကြကြသွားတယ်အပြန်ပြန်ပြေးခြင်းစိတ်တွေပါတယ်ပေါက်ပေါက်သွားပါနော်တစ်ခါလေအပြင်ပိုင်းကျတော့လည်းတချင်းအဆင်မပြေတာတို့ဘာတို့ပေါ့နော်ဟိုဟိုကြုံရတဲ့ခါကျတော့အရန်စိတ်အခက်ဟိုစိတ်တက်ကြတဲ့အခြေအနေမျိုးတွေကြုံကြုံခဲ့ရပါတယ်လို့ဟုတ် ဝင်တဲ့တယောက်ဖြစ်ဖို့မဖြစ်ဖို့ဆိုတော့ဒါကလူတိုင်းလည်းစ조사နေကြတာပဲလေเนาะအခုဖူးရောမောင်မတုံးရဆိုတော့လည်း조사နေကြတာပဲပြီးတော့မှပဲအဲပြီးတော့ပရိသတ်ကြီးကလည်းပဲဖူးရောဒီနေရာထိဆွဲခေါ်လာခဲ့ကြတာပေါ့เนาะဆိုတော့နောက်အဆင့်နေဝင်တော့ဖြစ်ချင်းမဖြစ်ချင်းဒီလည်းပရိသတ်ကြီးကပဲအဆုံးဖြတ်ပြီးသွားမှာပါ အခုလို meal fan အနေနဲ့အပြင်မှာတွေးရတဲ့အချိန်မှာဒါပထမအုံဆုံးပေါ့နော်ဆိုတော့အရန်ကိုဝမ်းတာပါတယ်ဝမ်းတာတယ်ဆိုတာထက် BT ဖြစ်ပြီးချီနူးမိပါတယ်ရှင့်မြန်မာအိုက်ဒေါ်တချင်းဆိုပြိုင်ပွဲဟာမြန်မာနိုင်ငံမှာပြည်သက်စိတ်ဝင်စားအားပေးမှုများပြားတဲ့တချင်းဆိုပြိုင်ပွဲတွေကတခုဖြစ်ပြီးဒုတိယအကြိမ်ပြုလုပ်ခြင်းဖြစ်ပါတယ်။အခုလာမယ့်ကြာတာပရင်းနေမှာ top finalist ၃ယောက်မှတစ်ယောက်ဟာပြိုင်ပွဲကနေနှုတ်ထွက်ရမှာဖြစ်ပြီးကြံရှိတဲ့နှစ်ယောက်ဟာမြန်မာအိုက်ဒေါ်ရဲ့နောက်ဆုံးပြိုင်ပွဲမှာဆက်လက်ရှင်ပြိုင်ရမှာဖြစ်ပါတယ်။